ပထမဆုံးအနေနဲ့အောင်တိုဘာ17ရက်နေ့ညကတောင်ငူမြို့ကံလမ်းမှာရှိတဲ့ချမ်းမြေဧကေဟာမှာဘုံပေါက်ကွဲမှုဖြစ်ပွားပြီးလူနှုတ်သေဆုံးခဲ့ပါတယ်ဒေါခင်မင်းစောကသတင်းပေးပို့ထားပါတယ်ရှင်တောင်ငူမြို့၁၉ရက်ကွယ်ကံလမ်းမှာရှိတဲ့ချမ်းမြေဧကေဟာပေါ်တဲ့အခန်းအမှတ်6မှာဘုံပေါက်ကွဲခဲ့တာပါဘုံပေါက်ကွဲမှုကြောင့်အဲ့ဒီအခန်းမှာတဲခွန်နေတဲ့နှစ်ယောက်အနေနဲ့တယောက်ကပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခဲ့ပြီးဆေးရုံရောက်ပြီးတော့တေဆုံးခဲ့ပါတယ် နောက်တစ်ယောက်ကတော့စိတ်ယုံမှာဆက်လက်ရှိနေပြီမဲ့အတက်အန်ရမစိုးရင်ညာဘူးလို့ပြောပါတယ်။ဒီ၈နာရီ50လောက်ကြာတော့ဝိုးဝဲအတန်ကြာပြီးတော့မင်းကြီးကအောက်ကိုပြေးဆင်းလာပြေးဆင်းလာတော့ဒီမန်နေဂျာတို့ကတော့အပေါ်လုံးကလည်းကြောက်ပြီးတော့အဲအတန်ကြာပြီးတော့ဟိုကပြေးဆင်းလာတော့ကဲပါဦးပြောပြီးပြေးဆင်းလာသူတို့ကလိုက်ပြီးတော့ဖြတ်ပြီးရတယ်ပြင်သွားမှာ။အဲအတန်ကြာလို့ချက်ချင်းရဲစခန်းနဲ့လည်းပြီးတော့ရဲတွေကရောက်လာရားကရုံးရှိပြီးတော့ပြီးတော့မှအပေါ်ဘက်ကြည့်တော့မှအဲမှာဒီလေးနဲ့တိုင်ရရတဲ့လူတွေနဲ့ ပောက်ကွဲခဲ့တဲ့အခန်းနဲ့ကဲ့ရဲ့အခန်းမှာတဲခုတဲ့တောင်ငူမြမမိရထားတက်ခွဲ30ကရဲတပ်သားတယောက်လဲဘုံပောက်ကွဲရနေရမှာပဲတည်ဆုံးခဲ့ပါတယ်။တဲရောင်မှာသုံးသွားသူရဲ့ပြော့ပြတ်ကျက်အရာအခန်းထဲမှာရှိနေတဲ့ပတ်သက်အိတ်တလုံးကိုဘေးခန်းမှာတဲခုန်နေသူကဘု து ဟာလဲလို့မေးပြီးဆွဲခွင်လိုက်တော့ပောက်ကွဲခဲ့တာဖြစ်တယ်လို့ပြောပါတယ်။တောင်ငူမြို့နယ်ရဲစခန်းကိုတက်တယ်မြင်းမြန်းကြည့်တော့တာဝန်ကျအရာရှိက ုံးပေါက်ကွဲမှုဖြစ်စဉ်မှန်ကန်ကြောင်းပြောပြီးပေါက်ကွဲစေတဲ့သောအရာဝတ္ထုများအဲ့ဥပဒေပုံမှန်သုံးနဲ့အမှုဖွင့်စုံစမ်းစစ်ဆေးနေတယ်လို့ DVB ကိုဖြေကြားခဲ့ပါတယ်။ကျမခင်မင်းစောပါရှင်။